ယိုးဝတ်ဆပ်ဂိုင်းဆိုအားလုံးပဲမင်္ဂလာပါ The Glorious Man United Facebook Page နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီလာမယ့်စနေနေ့မှာကစားမယ်ဒါ Forest နဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ပွဲစဉ်ကိုကျွန်တော်ပွဲကြိုသုံးသက်ချက်လေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဒါမန်ချက်စတာယူနိုက်တက်ကဒါပရီးမီးယားလိပွဲစဉ်30အဖြစ်လာမယ့်စနေည9:00နာရီခွဲမှာ Forest အသင်းရဲ့အိမ်ဝင်းကိုတွားရောက်ကစားရမှာဖြစ်ပါတယ်။ဆိုတော့ဒါပုံမှန်ဆိုရင်တော့ဗျာကျွန်တော်ဒီပွဲတွေကည8:00နာရီခွဲမှာကစားရတဲ့ပွဲတွေပေါ့နော်။ဆိုတော့လောလောဆယ်မှာဒါအခုချိန်မှာကျွန်တော်ဒါ time zone ပြောင်းလဲဖြစ်သွားတဲ့အတွက်ဒါပွဲချိန်တွေအားလုံးကနောက်ကိုတနာရီစုပ်သွားတာဖြစ်တဲ့အတွက်ဒါဒီပွဲကည9:00နာရီခွဲမှာကစားသွားမှာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါ United လက်ရှိမှာဗျာပြောရရင်ဒါကျွန်တော်တို့တောက်လျှောက်ပေါ့ရလက်ကောင်းနေရနေရတာမန်ချက်စတာယူနိုက်တက်အတွက်တော့ဒါနောက်ထပ်စာမီးပွဲစစ်မယ်ပွဲတပွဲပေါ့ပြီးတော့ကျွန်တော်ဒါအဝေးခွင်မှာလည်းသွားကစားမယ်ပွဲလည်းဖြစ်တယ်ဆိုတော့ okay အဲ့တော့ကျွန်တော်လက်ရှိဒီနှစ်သင်းရဲ့အခြေအနေလေးကိုကျွန်တော်နည်းနည်းလေးကြည့်လိုက်အောင်ဆိုတော့ နှစ်သင်းလုံးရဲ့ကျွန်တော်အဆင့်ရက်တီမှုကိုကြည့်မယ်ဆိုရင်ဒါ Manchester United ကကျွန်တော်ဒါ၃ပွဲဆက်9ပွဲနဲ့အတူဒါ Premier League အမှတ်ပေးစရာမှာအဆင့်6နေရာအထိကိုရောက်လာပြီဖြစ်တယ်ဆိုတော့တစ်ဖက်မှာ Nottingham Forest ကတော့ဒါ United နဲ့ပြောင်းပြန်လုံးဝထိုးစင်းသွားတဲ့အခြေအနေတွေနဲ့ဒါလက်ရှိမှာတန်းစင်းဆုံးအဆင့်18နေရာမှာရက်တီနေတဲ့အသင်းဖြစ်တယ်ဆိုတော့ Forest ကကျွန်တော်တို့ဒါ Premier League မှာဆိုရင်၉ပွဲကစားပြီးတဲ့အချိန်မှာတပွဲနိုင်တယ်၂ပွဲတည်ကြတယ်ကျန်တဲ့၆ပွဲရှုံးထားတယ်ဆိုတော့သူတို့နိုင်ထားတဲ့9ပွဲကလည်းကျွန်တော်ဒါပွဲစဉ်တက်မှာကျွန်တော်ဒါ maybe brandfo ကိုအိမ်ခွင်းမှာ3-1နဲ့နိုင်ထားတာထင်တယ်ဆိုအဲ့နောက်မှာဒါဒီ forest ကဒီနိပြအပြောင်းလဲနဲ့ဒီနိပြနဲ့အသင်းပိုင်ရှင်ကြား ground ကစားပြဿနာတွေနဲ့တော်တော်လေးကိုထိုးကြသွားတယ်အခုလက်ရှိမှာဆိုလဲပြီးခဲ့တဲ့တစ်ပတ်ကလည်းဘုံမောက်ကိုရှုံးထားတယ်အဲ့ဒီပြန်တာ premier league မှာလည်းဒါ၄ဘွဲ့ဆက်ရှုံးထားတယ်ပေါ့နော်ဆိုတော့ United ကတော့ဒါ Forest နဲ့ပြောင်းပြန်မယ်ဒါ Premier League မှာ၃ဘွဲဆက်တိုက်အနိုင်ရထားတယ်ဆို United နိုင်ထားတဲ့၃ဘွဲကကျွန်တော် International Break မတိုင်ခင်မှာ Sunderland ကိုအိမ်ခွင်းမှာနိုင်တယ်ဆို Sunderland ဆိုတာတော့ဒါအချင်းအသင်းမဟုတ်ဘူးဆိုတော့အဲ့ဒါပြီးတော့ကျွန်တော်ဒါ International Break နားတယ်ပြီးတော့ကျွန်တော်ဒါ Premier League မှာအရန်ခတ်ပါတယ်ဆိုတော့ Anfield ကွင်းမှာသွားပြီးတော့ဒါ United က2-1နဲ့ အနိုင်ယူထားတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒါ United ကိုနှစ်တိုင်းဒုက္ခပေးနေကြအသင်းဖြစ်တဲ့ Brighton ကိုကျွန်တော်တို့အိမ်ဝဲမှာ4-2နဲ့ကျွန်တော်အနိုင်ကစားပြီးတော့ United ကဒါ3ပွဲဆက်9ပွဲနဲ့အတူတူ Premier League မှာအဆင့်6နေရာကိုရောက်လာတယ်လို့အသင်းအနေနဲ့လည်းဒါ momentum တစ်ခုကိုတိစောက်ထားနိုင်ပြီလို့ကျွန်တော်တို့ယုံကြည်လို့ရတယ်။အဲ့တော့ဒါ Manchester United ကလက်ရှိမှာအဓိကပြောရမှာဒါအသင်းရဲ့တိုက်စစ်ပိုင်းပေါ့နော်။ဆိုတော့ကျွန်တော်အသင်းရဲ့တိုက်စစ်ပိုင်းမှာကျွန်တော်အဓိကပြောချင်တာအာမတ်နဲ့ဒါ Brian Mbumo ရဲ့ right side duo ပေါ့။ဆိုတော့ဒီနှစ်ယောက်ကပြောရရင်အခုချိန်မှာဒါအချိန်ဆက်တော်တော်မိလာပြီလို့ကျွန်တော်တို့ ြည့်လို့ရတယ်ကျွန်တော်ဒီယာတီစမှာဆိုရင်ဗျာဒီအမ်ဘူးမိုးနဲ့အာမတ်ဂျားထဲမှာနားလည်မှုလွဲတာရှိတယ်ကစားပေါက်ထက်တာတွေတယောက်နဲ့တယောက်ထားပါဗျာအခုအာမတ်ကပေးလိုက်အမ်ဘူးမိုးကပြေးထွက်ရမယ့်ဟာကိုဟိုဒီ right ဟိုဘယ်လိုပြောမလဲတောင်ပံကိုပြေးမထွက်ဘဲနဲ့အတွင်းထဲကိုဝင်သွားတာတွေအာအာမတ်ကအတွင်းထဲကိုချိုးပစ်လိုက်တဲ့အခါမှာအမ်ဘူးမိုးကတောင်ပံကိုပြေးထွက်သွားတာတွေစသဖြင့်ပေါ့အချိန်ဆက်လွဲတာတွေရှိတယ်ဒါပေမဲ့လောလောဆယ်မှာကျွန်တော်ဒီ Brighton နဲ့ပွဲမတိုင်ခင်ကအင်တာဗျူးတစ်ခုမှာအာမတ်ဖြေထားသလိုပဲဒါသူတို့နှစ်ယောက်ကြားထဲမှာကွင်းတွင်းရောကွင်းပြင်မှာရောဒါနားလည်မှုတစ်ခုကိုတိစောက်ထားနိုင်ပြီဆိုတော့ तू က ဒီအမ်ပူမိုးကဒါကျွန်တော်ဒီနံပါတ်တန်းရိုးမှာကစားနေတယ်ဆိုရင်ကျွန်တော်ကဒါ right wing back မှာဆင်းပြီးကစားလိုက်တယ်တဲ့ကျွန်တော်နံပါတ်တန်းနေရာမှာကစားပြီဆိုရင်ဒါအမ်ပူမိုးက right right wing back နေရာကိုသွားပြီးကစားတယ်ပြောရရင်ဒါသူတို့နှစ်ယောက်ကြားထဲမှာတယောက်တယောက်ချိတ်ဆက်မိမိနဲ့ဒါကစားကွက်မှာစီးမျောနေနိုင်ပြီဆိုတာကိုဒါပြောသွားတယ်ဗောနော်ဆိုတော့တကယ်လဲဟုတ်တယ်ကျွန်တော်ဒါပြောမယ်မဟုတ်ဘူးကျွန်တော်ဒါကွင်းထဲမှာလည်းဒါကိုမြင်ရတယ်ကျွန်တော်ဒါ Liverpool နဲ့ပွဲမှာရောပြီးတော့ကျွန်တော်ဒါပြီးရ Brighton ပွဲမှာရောပြီးတော့ဒီနှစ်ယောက်ကဒါ United ရဲ့လောလောဆယ်ဒီယာဒီမှာအဓိက attacking threat ပြားသိလား Brian Bumo စီကကျွန်တော်တို့ဂိုးတွေရတယ် assist တွေရတယ် Amat စီကကျွန်တော်တို့ assist တွေရတယ်ပြီးတော့ကျွန်တော်တို့ဒါပြိုင်ဘက်ကိုချိန်ချောင်းနိုင်တဲ့အနေထားတွေကျွန်တော်တို့မြင်ရတယ်ဒါသူ့စီကထွက်လာတဲ့ဒီ two final final third ထဲကိုပြေးလိုက်တဲ့ဘောလုံးတွေကဒါအသင်းရဲ့တိုက်စစ်အတွက်အများကြီးအထောက်အကူပြုတာကျွန်တော်တို့မြင်ရတယ်ဆိုတော့ဒီ United ဒီညာတောင်ပံကောင်းလာတာ ਨੇ အမြ United ရဲ့ တိုက်ဒီပြောရရင်ဒီ result တွေ ਆ လေဒါဖြည်းဖြည်းချင်းကောင်းလာတာကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဆိုအဲ့ဒါပြီးတော့ကျွန်တော်တို့ဒါ Matthias Cunha ပေါ့ Cunha ကလည်းဒါပြီးခဲ့တဲ့ပွဲမှာဆိုရင်ဒါသူ့ရဲ့ United ကစားသမားပေါ့ပထမဆုံး Premier League ကိုရရှိသွားပြီဖြစ်တယ်ဆိုတော့ပြောရရင်ဒီပုံမှာ Matthias Cunha ဘယ်လိုစားသမားလဲဆိုအားလုံးသိတယ်ဗျာဆိုတော့ Cunha ကဒါစိတ်သက်ပြင်းထန်တဲ့ယုံကြည်မှုပြင်းထန်တဲ့ self confidence အရင်ကောင်းတဲ့ကစားသမားဗျာအဲ့တော့သူ့အနေနဲ့ဒါပြောရရင်ဗျာသူဒီ United တို့သူတွင်းကိုလိုချင်နေတာကြာပြီ United fan တွေကလည်းငြင်းချင်းဆုံးကကုညာကိုတွင်းတာပဲဘာလို့ဆိုတော့အပူမိုးကလည်းရှေ့မှာဂိုးတွေတွင်းပြီး Sesco ကလည်းဂိုးတွေတွင်းထားပြီအဲ့တော့ဒါကုညာကိုတွင်းတာကိုမြင်ချင်တယ်အဲ့ဒီတိုင်းလည်းဒါ Brighton နဲ့ပွဲမှာဖြစ်လာခဲ့တယ်ဆိုတော့လက်ရှိမှာလည်းဒါ United ရဲ့ကစားကွက်မှာဒါကုညာကုညာရဲ့အခန်းကဏ္ဍကိုလည်းကျွန်တော်တို့မေ့ထားလို့မရဘူးဆိုတော့ဒီဒီလာမယ့်ပွဲမှာလည်းဒါကုညာအနေနဲ့သူ့ရဲ့လက်ရှိ momentum ကိုဆက်ပြီးထိန်းနိုင်မယ်လို့ကျွန်တော်ထင်တယ်ဗျာဆိုတော့ဒီတိုက်စစ်ကစားသမားတွေကောင်းလာတာနဲ့မြတ်ကျွန်တော်တို့က ဟိုဘာ ड़ी ဘာ ड़ी ဘာဘဲရမှာကျွန်တော်တို့အာတန်သွားလဲဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့နှစ်တွေနှစ်တွေမှာကျွန်တော်တို့ United ရင်ဆိုင်ခဲ့ရတဲ့ပြဿနာပေါ့ကျွန်တော်တို့အရင်နှစ်တွေမှာဒီအသင်းတွေကိုရှုံးနေခဲ့တုန်းကကျွန်တော်တို့ရဲ့ရင်ဆိုင်ခဲ့ရတဲ့ပြဿနာဘာလဲဆိုတော့ကျွန်တော်တို့ United ရဲ့အတွင်းကိုအားလုံးကကျွန်တော်ဒီရှေ့ဒီနှစ်နှစ်လောက်အတွင်းမှာပေါ့ Bruno Fernandes ရယ်ပြီးရင် Marcus Rashford ရယ်ဗျာသူတို့ပုံမှာမူတည်နေတယ်ဒီကျွန်တော်ပြောချင်တာလေ Bruno ရဲ့ Bruno မှာဂိုးမသွင်းရင်ဒါမှမဟုတ် Bruno မှာ assist လုပ်မပေးရင် United ကအဲ့ဒီပွဲမှာ result လည်းမရဘူး ရလည်းလည်းမကောင်းဘူးဆိုတော့အဲ့လိုပုံစံတွေဖြစ်တယ်ဗျာကျွန်တော်ဒါနိုင်မွေးလည်းမရအောင်အတွင်းကိုလည်းမရအောင်ဆိုပုံစံမျိုးတွေပေါ့ဆိုတော့အခုလက်ရှိမှာတော့ဒါ Ruben Morin ကဒီ Bruno ရဲ့အခန်းကဏ္ဍကိုတော်တော်လေး short ချထိုင်းနေတာထားနိုင်တော့ကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့လိုပြောလို့ဒါ Bruno ကအရင်မပါဘူးလို့ပြောတာမဟုတ်ဘူးဒါပေမဲ့ Bruno တယောက်တည်းကိုမိတီနေရတဲ့တိုက်စစ်မျိုးမဟုတ်တော့ဘူးအရင်အရင်နှစ်တည်းကကျွန်တော်တို့ထိတ်တိုက်တွေ့ဆုံခဲ့တော့အသင်းတွေကဒီဘရူနိုစီကဘောလုံးထွက်မလာအောင်ပိတ်ထားနိုင်ရင်ကျွန်တော်တို့ United တိုက်စစ်က ဂိုးတကူရဖို့ဆိုတော့တော်တော်ခက်ခက်ခဲခဲဗျာအဲ့တော့ကျွန်တော်အဲ့ဒါကြောင့်လဲကျွန်တော်ဒီနှစ်တိုင်းဂိုး difference က minus 3ထွက်တယ်အထိပါချီနေဆိုးတယ်ဗျာအဲ့တော့ဒီနှစ်မှာတော့ကျွန်တော်တို့ဒါဒီ brand ambu mo ရောအမက်ဒီယာလိုပြီးတော့ကျွန်တော်တို့ဒါအစ်စ်ခေါ်ထားတဲ့ကစားသမားတွေဖြစ်တဲ့ဒီ kunya sesco ဒါဒီကစားသမားတွေစီကကျွန်တော်တို့အများကြီးရတယ်ဗျာအဲ့တော့ bruno ရဲ့ခန်းကန်တာကို short ချထားနိုင်ထားနိုင်ခဲ့ပြီအဲ့ဒီပြင်ဒါပြိုင်ဘက်အသင်းတော်လဲဒါကျွန်တော်တို့ဒါသူတို့ marketing လောက်ရမယ့် option တွေက ပုံများလာပြီပေါ့နော်အဲ့ဒါတော့ဒါကျွန်တော်တို့ဒါတိုက်စစ်ပေါ့ဆိုတော့ဒါတိုက်စစ်ဆိုကျွန်တော်ဒါ Sasco အကြောင်းလေးကျွန်တော်နည်းနည်းပြောခြင်းတယ် Sasco ကလည်းလောလောဆယ်မှာဒါအတင်းရတိုက်စစ်မှာအဓိကအရေးပါတဲ့အခန်းကဏ္ဍမှာပါတယ်ဗျာကျွန်တော်က Sasco ဘာကိုကြိုက်လဲဆိုတော့ Sasco ရဲ့ holder play တွေကျွန်တော်အရန်ကြိုက်တယ်ဆိုတော့ကျွန်တော်အခုလက်ရှိမှာဒါ United က ဟို long ball အများဆုံးသုံးတဲ့အသင်းများဒါကျွန်တော်ဒါညီကိုတွေဆိုသိပါတယ်เนาะကျွန်တော်ဒါပြောရရင်ဒါ United ကဒီ Sanelman စီရပဲဖြစ်ဖြစ်ကျွန်တော်ဒါ long ball ကန်တင်လိုက်မယ်အဲ့ဒီအလုံးကိုဒါ Sesco ကဥမယ်ဥပြီးရင်ဒါ second မဟုတ်ဘူးဒါ United ကွင်းလဲ Bruno ပဲဖြစ်ဖြစ် Mbumu ပဲဖြစ်ဖြစ်ရအောင်ယူမယ်ယူပြီးရင်ကျွန်တော်ဒါတိုက်စစ်ပြန်ဆင်မယ်ဒါ United ကဒီပုံစံနဲ့ဒါ attacking threat တွေကိုတောက်လျှောက်သွားနေအောင်ကျွန်တော်မြင်တွေ့ရတယ်ဗျာအဲ့တော့ကျွန်တော်ဒါရှေ့နှစ်ဒီမှာကျွန်တော်ဒီ Forest နဲ့တွေ့ခဲ့တော့မှာဆိုရင်ဒါကျွန်တော်တိုက်စစ်မှာ Wildland ဗျာ Wildland ကအဲဘယ်လိုနေရာကြီးကောင်းလဲဆို Wildland က ဒီပြေးထွက်တာတွေကောင်းတယ်ဒါပေမဲ့ wildland ဒီ horror blade မှာ set score လောက်မကောင်းဘူးဗျာအဲ့တော့ကျွန်တော်ဒါမနစ်ကဆိုရင်ဒါကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့ forest nocturne ဆိုတာ murilo နဲ့ကျွန်တော်ဒါ milan covid ပေါ့ဟုတ်တယ် milan covid เนาะဆိုတော့ milan covid ပေါ့အဲ့တော့အခုဒီနှစ်မှာဒီဒီနှစ်ယောက်ရင်ဆိုင်ရမယ့်ကစားသမား wildland မဟုတ်ဘူးကျွန်တော်ဒါအမြင့်ဘောမှာအားတာတယ် benjamin sesco ဗျာဆိုတော့ sesco ရဲ့အမြင့်ဘောဆိုတာကျွန်တော်ဒီရှေ့ပွဲတွေမှာဆိုကျွန်တော်ညီကိုတွေမြင်နေတိုင်းမှာဒါဟို van dyke နဲ့တောင်မှ ရှင်လှူသွားတာဗျာအဲ့ဒီပုံလေးဆိုရင်ဒါအားလုံး social media မှာတွေ့ပါလိမ့်မယ်ဆိုတော့ပြောရရင်ဒါ sesco ကအခုအရင်နှစ်တည်းကမင်းတို့ရင်ဆိုင်ခဲ့တဲ့ wildland လိုမျိုးတော့မဟုတ်တော့ဘူးအမြင့်ဘောတွေမှာ attacking threat မှာမင်းတို့အများကြီးဒုက္ခပေးနိုင်တယ်မင်းတို့ ਨੇ ရှင်ပြီးလှူပြီးတော့မင်းတို့အသင်ရောကောင်းကောင်းဒုက္ခပေးနိုင်တဲ့ကစားသမားကစားသမားတယောက်ပေါ့နော်ဒါ United မှာရှိနေပြီပေါ့အဲ့တော့ဒါ United ကဒါတိုက်စစ်ပိုင်းကတော့ဒါတော်တော်လေးတိုးတက်လာလို့ကျွန်တော်မြင်ရတယ်ပြီးရင်ကျွန်တော်ဒါခန်းစစ်ပိုင်းမှာပေါ့ဒါခန်းစစ် United ခန်းစစ်ကတော့ကျွန်တော်ဒါဂိုးတွေပေးနေရတာရှိပေမဲ့ပြောရရင် ကျွန်တော်ဗျာဒါ Liverpool ကိုတကူပေးရတယ်ဆိုတော့ Liverpool ကိုတော့ဂိုးပေးရမှာပဲဗျာကျွန်တော်ပြောချင်တာ Liverpool ကိုဂိုးပေးရတာပြဿနာမဟုတ်ဘူးဒါ Brighton နဲ့ပွဲမှာလည်းနှစ်ဂိုးပေးရတယ်အဲ့ဒါလည်းကျွန်တော်တို့အတွက်ပြဿနာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့အဲ့နှစ်ဂိုးလုံးက set piece ကလာတာဗျာဆိုတော့ free kick ကလည်းမေးပြီဗျာဒီလိုဂိုးတွေကဂိုးရတယ်ဗျာဆိုတော့ corner ကတော့ဒါ Zaxi Lucas ဒါညံ့လို့ဗျာထားလိုက်တော့အဲ့တော့ပြောရရင်ဒါ United ခံစစ်ကလောလောဆယ်မှာကျွန်တော်တို့ဒါတော်တော်လေးကိုစိတ်ချတယ်နေသားတစ်ခု မှရှိတယ်လို့ကျွန်တော်ထင်တယ်ဗျာဆိုတော့ဒီ Arsenal တို့ဘာလို့လဲအရင်ကောင်းနေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ ိုအရင်နှစ်တည်းရလို့ကျွန်တော်တို့ဟိုဗာလဲမနစ်ကဒါ forest ကိုကျွန်တော်တို့3 2နဲ့လာရှုံးတယ်လို့ဗျာအဲ့လိုကြီးရုပ်ပြဆင်းပြကြီးဖြစ်သွားမဲ့ခန်စစ်နဲ့ဂိုးသမားမျိုးတော့မဟုတ်တော့ဘူးဒါ United ခန်စစ်ကအရင်နှစ်တည်းရတဲ့ပို့ပြီးကြစ်လက်လာပြီပြီးတော့ကျွန်တော်ဒီဂိုးသမား Sanlamans ကလည်းဒါလောလောဆယ်မှာဒါပြောရရင်ဒါသူဝင်ကစားတဲ့၃ပွဲလုံးမှာဒါ United ကနိုင်ပွဲရထားတယ်ဆိုတော့ ယုံကြည်မှုကလည်းအမြင့်ဆုံးမှာရှိနေပေါ့နော်ပြီးတော့ကျွန်တော်ဒီခန်စစ်ကကျွန်တော်ဒါ delete ဥဆောင်လာမယ်ခန်စစ်ပေါ့ဆိုတော့ delete ကလုံးဝကျွန်တော်ဒါ united တော့ဒီနှစ်မှာလောက defensive leader လို့ပုံစံမျိုးဖြစ်လာပြီဆိုတော့ပြီးတော့ဒါသူ့ရဲ့ဒီဘယ်လိုပြောမလဲလွယ်လွယ်နဲ့အလျှော့မပေးတတ်တာပြီးတော့အာကျွန်တော်ဒီပြောရရင်ဒီခန်စစ်မှာဗျာဒီလားဒီ cancel line တစ်ခုလုံးကို lead လုပ်ပြီးတော့ပွဲကိုဒီ tempo tempo ထိမ့်မှုသူစူးစမ်းတာဒါတွေကျွန်တော်တို့မြင်ရတယ်ပြီးတော့နောက်တစ်ခုကဒီအာဘယ်လိုပြောမလဲ delete ကနောက်ပိုင်းပွဲတွေမှာ beta beta မှာတော့မှ သူပေါင်ဝင်ပတ်သက်လာတာမျိုးတွေရှိတယ်ဗျအဲ့တော့ပြောချင်တာဗျပြောဒါ United တိုက်စစ်နဲ့ခံစစ်တီအရင်ယာတီတွေကတည်းအများကြီးတိုးတက်လာပြီနိုင်ပွဲတွေလည်းတောက်လျှောက်ယူနိုင်လာတာကိုကျွန်တော်တို့မြင်တွေ့နေရပြီပြီးတော့ကျွန်တော်တို့ဒါကွင်းလေပေါ့နော်ဆိုတော့ကွင်းလေဆိုရင်တော့ဒါလက်ရှိမှာကျွန်တော်ချီးကျူးကျင်တာကက်စမဲရိုပေါ့ဒါကက်စမဲရိုဆိုရင်ဒါတော်တော်လေးကိုအခြေအနေဆိုးတဲ့အနေထားအနေဒါအခုဆိုရင်ဟုတ်ဒါ United ကွင်းလေမှာကက်စမဲရိုက ော်တော်လေးကိုဟိုတော်တော်အေးပါတယ်ကစားသမားလိုမျိုးဖြစ်နေပြီကျွန်တော်ဒါဒီ starts တီဆိုမြင်မယ်ထင်ပါတယ်ကျွန်တော်ဒီဟိုပါလေသူပါတယ်ပွဲမှာ Casemiro ကွင်းထဲမှာရှိရင်ဒါ United ကပေးကိုနေတယ်ဗောနော်ဒါသူကွင်းထဲမှာရှိတဲ့အချိန်မှာဒါ United က 3ဂိုးပဲပေးထားတယ်ပြိုင်ဘက်ကိုဆိုတော့ तू ကွင်းထဲမှာမရှိတဲ့အချိန်မှာဒါ United ရဲ့ပေးဂိုးက16ဂိုးလောက်ရှိတယ်ပေါ့နော်ဒီလိုစသဖြင့်ပေါ့ဒါ Casemiro ရဲ့ stats တွေပေါ့ဗျာဆိုတော့ပြောရရင်တော့ဒါ United ဒီ Bruno Casemiro ကွင်းလေကဒါတူဘယ်လိုပြောမလဲဒါ balance တော့ညီနေပြီတော်တော်လေးလည်းအလုပ်ဖြစ်နေတယ်တကျွန်တော်ဒါရှေ့ပွဲတွေမှာလည်းမြင်ရတယ်ဒါ Bruno ဆိုရင်အဲ Casemiro ဆိုရင်ဒါ area ထိပ်ထိဒါသူ့ရဲ့ပုံစံတိုင်းပေါ့ဗျာ area ထိပ်ထိတက်ပြီးတော့ဒါ assist တွေပါလေလှုပ်တယ်သူကိုယ်တိုင်ဂိုးပေါက်ချင်းချောက်တာလည်းရှိတယ်ဂိုးတွေလည်းတွင်းထားတယ်ပေါ့နော်ဆိုတော့ ဒါပေမဲ့ပြက်တနာကကက်စမဲရိုကပွဲချိန်ပြေမကစားနိုင်ဘူးဗျာအဲ့တော့ဒီကက်စမဲရိုထွက်သွားပြီးသူ့နေရာမှာဒါဥကာတေးတို့ကိုပီမိန်းနူးတို့ဝင်လာရင်တော့ဒါအသင်းကွင်းလေကနည်းနည်းလေးကြောင်ပြောက်တဲ့ပုံစံမျိုးမှာရှိတယ်ကျွန်တော်ပြီးခဲ့တဲ့ Brighton ပွဲမှာဆိုရင်လည်းအဲ့အဲ့ဒါလေးကိုကျွန်တော်ဒါမြင်ခဲ့ရမှာဗျာအဲ့တော့ဒါကက်စမဲရိုရှိနေတဲ့အချိန်မှာတော့ဒါပွဲကိုဒါစောစောစီးစီးဒါ kill လောက်ထားနိုင်ဖို့လိုတယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့အဲ့တော့ကျွန်တော်အဓိကခြုံပြီးပြောရရင်ဒါ Manchester United က လက်ရှိမှာ Ruben Moreno ရဲ့လက်အောက်မှာဒါဖက်ဖက်ကတိုးတက်လာပြီကျွန်တော်တို့ဒါပြောရရင်ဒါသူလိုချင်တဲ့ culture shift တွေပါလေကျွန်တော်တို့စပြီးမြင်နေရပြီဒီကစားသမားရဲ့ fitness ပိုင်းလေကျွန်တော်တို့ဒါတည်တည်တတတိုးတက်လာတယ်ဆိုတော့ပြောရရင်ဗျာကျွန်တော်အရင်နှစ်တည်းကလို့တပွဲပြီးတိုင်းတစ်ခါဒဏ်ရာရတာမျိုးမရှိဘူးသူတပစ်တွေ Mason Mount လို့ကစားသမားတွေကစဒါသူ့ရဲ့ဒီဟိုဘယ်လိုပြောမလဲ game minute ကိုဗျာဒါကောင်းကောင်းလေး manage လုပ်ထားနိုင်တာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဆိုတော့ပြီးတော့အခုကျွန်တော်ဒီဒီပွဲမှာတော့ အဲမောင်ပါမလားပွဲထွက်မှာပါမလားမပါမလားတော့ကျွန်တော်မသိဘူးဗျဆိုတော့ဒါအခုနကကျွန်တော်တို့ဒါလောက်သွားတဲ့ press မှာတော့သူပြောသွားတာတော့ဒါ လီဆန်နိုမာတီနက်စ်ကတော့ဒါအသေးနဲ့လေးချိန်ခန်းပြန်ဆင်းနေပြီဒါပေမဲ့ဒီပွဲမှာတော့ပါမှာမဟုတ်သေးဘူးမစ်ဟိုပြီးတော့ကျွန်တော်ဒီမကွာရလည်းမပါနိုင်သေးဘူးဆိုတဲ့ပုံစံမျိုးပြောသွားတယ်ပေါ့နော်ဆိုတော့ကျန်တဲ့ကစားသမားတွေအားလုံးကတော့ fitness ပြည့်နေတယ်ဆိုပြီးတော့ဒါမိုရင်ကဒီ press မှာပြောသွားတယ်ဗျာအဲ့တော့ထားပါအဲ့တော့ပြောချင်တာဒီမိုရင်ရဲ့လက်အောက်မှာ United ကဒါပုံစံကောင်းတစ်ခုပြသထားနိုင်ပြီကျွန်တော်တို့ဒါ discipline ရောကျွန်တော်တို့ဒါပြီးတော့ဒီကစားသမားတွေရဲ့ fitness score နောက်ပြီးတော့ဒါ system မှာလည်းဒါဖြည်းဖြည်းချင်းကစားသမားတွေအံဝင်လာပြီသူကိုယ်တိုင်ကလည်းဒါကျွန်တော်တို့ပြောရရင်ဒါ ဟိုကောင်းကောင်းလေး adaptation လုပ်ထားနိုင်တယ်ပေါ့ဗျာဒီလား system ကိုအရင်လိုခေါင်းမာပြီးတော့ဒီတစ်ခုတည်းကိုသုံးတာမဟုတ်ဘဲနဲ့ကျွန်တော်ပွဲထဲမှာဒါ541မြင်ရတယ်ကျွန်တော်442မြင်ရတယ်စသဖြင့်ပေါ့ဒါသူဒီကျွန်တော်တို့ဒီပွဲချိန်မှာဒီ on the ball off the ball ပေါ့မူတည်ပြီးတော့ကစားဝက်ကိုမျိုးမျိုးပြောင်းပြီးသုံးနေတာကိုကျွန်တော်တွေ့ရတယ်ပြီးတော့တကယ်လည်းအလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ပြောရရင်ဒါလက်ရှိမှာဒါ United ကတော့ဟိုပြောလို့တောင်ပြီးမှာမဟုတ်ဘူးဗျာဒီလားကျွန်တော် United fan တွေတော့ကတော့ဒါ United ကဟို positive တွေကြီးဆောင်နေတဲ့ အနေထားတစ်ခုကိုရောက်နေရောက်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဗောနော်ဆိုတော့ဒီသုံးပွဲစတိုက်နိုင်ပွဲကလည်းဒါအသင်းအတွက်ဒါဟိုယုံကြည်မှုကတော့တိုးလာမှာသိကြတယ်ဗျာဆိုတော့အဲ့ဒီစိတ်နဲ့ဒါ Forest Queen မှာသွားကစားမယ်ဆိုတော့ပြောရရင်ဒါ United ဘက်ကတော့ဘာမှနှိမ်ပါနေတာမျိုးတော့မရှိဘူးဒါပေမဲ့ပြဿနာတစ်ခုပေါ့နော်ဒါ United ရဲ့လိုအပ်ချက်တစ်ခုကတော့ကျွန်တော်တို့ဒါအရန်အင်အားတော့အားနေတယ်ဗျာဆိုတော့အဲ့ဒါကတော့နည်းနည်းလေးစိတ်ပူစရာရှိတယ်ဒါပေမဲ့လောလောဆယ်မှာဒီ first line နဲ့ player တွေကကျွန်တော်တို့ဒါ fitness လည်းကောင်းနေမယ်ဆိုတော့ ဲ့လိုအခြေအနေမျိုးမှာတော့ဒါ United ကအဲ့အဲ့ဒီပြဿနာကတော့တိတ်ပြီးတော့တိတောင်းမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါ United အနေနဲ့လက်ရှိမှာဒါပြောရမယ့် weakness ဆိုရင်တော့ကျွန်တော်ဒီ bench မှာတော်တော်လေးအင်အားနည်းတယ်ပေါ့ဗျာကျွန်တော်ဒါအရန်ဝင်လာမဲ့လူတွေကအဲလက်ရှိဒီဒီလူလဲလိုက်ပြီဗျာကျွန်တော်ဒီ first line နဲ့ player တွေထုတ်ပြီးတော့ဒီအရန်ကစားသမားတွေဝင်လာပြီဆိုတာနဲ့အသင်းက အားနေသွားတာကိုကျွန်တော်တို့မြင်နေရတယ်ဂိုးတွေခွင့်ပြုပေးနေတာကိုမြင်နေရတယ်ပေါ့နော်ဆိုတော့ဒါကတော့အချိန်ယူပြီးပြောင်းလဲရမယ့်ကိစ္စမျိုးချက်ချင်းတော့ဘာမှလုပ်လို့မရဘူးကျွန်တော်ဒီ squad depth ကိုပို့ပြီးတောင်းတင်းလောက်ဖြည့်ရမှာဖြစ်တဲ့အတွက်နောက်ထပ် transfer window တခုနှစ်ခုကတော့ဒါကျွန်တော်တို့ဆက်ပြီးအချိန်ပေးအောင်ပဲပေါ့နော်ဆိုတော့ဒါကတော့ထားပါဆိုတော့လောလောဆယ်နေထားမှာတော့ဒါ United ကကျွန်တော်ဒါ၃ဘွဲ့ဆက်တိုက်9ဘွဲ့နဲ့အတူကျွန်တော်ဒါ Forest အင်ကွင်းကိုသွားမယ်ဆိုတော့ forest ကတော့ဒါလက်ရှိမှာကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲနောက်ဆုံး၄ဘွဲ့ဆက်တိုက်ရှုံးထားတယ်ဆိုတော့ကျွန်တော်ဒီ shawn dash နဲ့ကျွန်တော်ဒါ united ကိုအရင်ဆိုင်မှာပေါ့နော်ဆိုတော့အဲကျွန်တော်နောက်ဆုံး၅ချိန်ဒီ forest နဲ့ united နောက်ဆုံး၅ချိန်တွေ့ထားတာမှာ united က၃ဘွဲ့ရှုံးထားတယ်၃ဘွဲ့ရှုံးပြီးတော့၂ပွဲနိုင်ထားတယ်အဲ့ဒီရှုံးထားတဲ့၃ဘွဲ့လုံးက united က premier league မှာရှုံးထားတာဒီ forest ကိုနိုင်ထားတဲ့၂ပွဲရာတစ်ပွဲက FA Cup မှာထင်တယ်နောက်တစ်ပွဲကတော့ Premier League ပဲပေါ့နော်ဆိုတော့မနစ်ကဆိုရင်လည်းဒါကျွန်တော်တို့ဒါအိမ်ဝင်းဝေးကွင်းနှစ်ကြော်လုံးရှုံးထားတယ်အဲ့တော့ဒါ United အတွက်တော့ဒီပွဲကကျွန်တော်တို့ဒါဂုံတိတ်ခါပိုင်းရလက်စားချေရမယ့်ပွဲမျိုးဗျာသိလား Premier League မှာလက်ရှိမှာအဆင့်18မှာရောက်နေတဲ့အသင်းနီးပြနဲ့အဆဆရရဘာမှအထိုင်မကျသေးတဲ့အသင်းပြီးတော့ဒါကျွန်တော်တို့ဒါ Chris Wood လို့ကစားသမားတွေဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့အသင်းမျိုးကို United ကဘာ excuse မှာ ပေးဖို့တော့လိုမယ်လို့တော့ကျွန်တော်မထင်ဘူးဒီပွဲကမဖြစ်မနေသုံးမှတ်ယူရမယ်ပွဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒါပြီးရင် Spurs နဲ့ကစားရမှာရှိတယ်နောက်ပိုင်းနောက်ပိုင်းမှာတော့ကျွန်တော်ဒါ November ပြီးသွားရင်ကျွန်တော်ဒါ December ကာလရောက်လာတာနဲ့မြတ်ကျွန်တော်ဒါပွဲတွေကြက်လာမယ်ဒါပြီးတော့ကျွန်တော်ဒီ Fcon စီလွှတ်ရမယ်ကစားသမားတွေနဲ့အသင်းရဲ့ result တွေမှာထိခိုက်လာတာမျိုးတွေရှိကောင်းရှိလာနိုင်တယ်ဆိုတော့ဒါတွေကဟိုဝေးပါသေးတယ်ဆိုတော့ပြောရရင်တော့လက်ရှိမှာဒါ United နေနဲ့ဇက်တိုက်နိုင်နေတဲ့ momentum လေးတစ်ခုကိုထိမ့်မှုတို့တာဒီချိန်မှာဒါက သုံးမှတ်အပြည့်ယူကိုယူတဲ့ပွဲလို့တော့ကျွန်တော်ထင်တယ်။ဆိုတော့ forest ကတော့သူ့ရဲ့ထုံးစံအတိုင်းပဲဗျာ။ low block ပဲကျွန်တော်ကရှောင်းတိုက်ဆိုတော့ low block ပဲစော့မယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်တို့ဒီ counter တွေနဲ့ဒါဒီ gibs white တို့ ilanga တို့ရဲ့အ sorry ilanga ရဲ့ ilanga ကျွန်တော်ဒါမနစ်ကကျွန်တော်တို့တကူရဲထဲ့သွားပါတော့ဆိုတော့ ilanga တို့ကညူကဆော်ရောက်သွားပြီပေါ့။ဒါပါဒီ gibs white တို့ဒီအမြန်နှုံးနေနဲ့တို့ကျွန်တော်တို့ဒီ united ကိုဒုက္ခပေးဖို့စူးစမ်းလိုက်မယ်ဆိုတော့အဲ ယူနိုက်တက်ခံစစ်ကတော့ဒါကောင်းကောင်းလေးတုံ့ပြန်နိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်နေပါတော့ဆိုတော့အဲဒီ forest ဘက်ကတော့ကျွန်တော်ကျွန်တော်တို့ဘာမှထွေတူးတူးပြောစရာမရှိဘူးလုံးဝခြေစွမ်းလုံးဝစိုးနေတယ်ဆိုတော့ယူနိုက်တက်ဘက်ပဲကျွန်တော်ပြောရမယ်ဆိုတော့ယူနိုက်တက်အနေနဲ့ဒီပွဲကကျွန်တော်တို့အနိုင်သုံးမှန်းမဖြစ်မနေယူကိုယူရမယ်ပွဲလို့ကျွန်တော်ထင်တယ်ယူနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါလက်ရှိ momentum အရယူနိုက်တက်နိုင်ထားတဲ့အသင်းတွေက Nottingham Forest အစာပေါင်းများစွာတားတဲ့အသင်းတွေဖြစ်တာကြောင့်ယူနိုက်တက်အနေနဲ့ဒီလက်ရှိဒီ ဂျုံကြည်မှုဒီစိတ်ခွန်အားနဲ့ဒီ forest queen မှာကျွန်တော်ဒါရှေ့နှစ်ရှေ့နှစ်တွေကအရှုံးတွေကိုလည်းခြေဖြတ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ရပါတော့ဆိုတော့ကျွန်တော်ရဲ့ British ကတော့ United နိုင်မယ်ဆိုတော့အာ maybe go ကတော့အာကျွန်တော်2-0လောက်နဲ့ United အဝေးကွင်းမှာ2-0လောက်နဲ့နိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ညီကိုရဲ့အမြင်လေးကိုလည်းကျွန်တော်ဒီ comment မှာဝင်ပြီးဆွေးနွေးတော့ပါအောင်ဆိုတော့ကိုလူရောဘယ်လိုထင်လဲအာဒီပွဲမှာဘယ်အသင်းကအတားရသွားမယ်ထင်လဲနောက်ပြီးတော့ ဘယ်ဘယ်လိုရလာမျိုးထွက်လာမယ်လို့ထင်လဲပေါ့နော်ဆိုတော့โอเคပါအဲ့တော့ကျွန်တော်ကတော့ဒါ forest queen မှာ united ရလာကောင်းရယူသွားနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့အားလုံးပဲ see you ပါ